မိုးကုတ်ဆဝန်ကြီးရဲ့ထပ်မှာဒရှိတာကောင်းလကောင်းကကမ္ဘာမြန်လုံးဂင်းနစ်စုကိုအနိုင်ရှိထားပါတယ်။ဒီဂင်းနစ်စုရှင်ဟာဂုံးဖော်ကခြိတာတော့မဟုတ်ဘူး။ဒီကမ္ဘာအမြန်ဆုံးသတ္တဝါကတော့ Peregrine Falcon အင်္ဂတ်ပါ။ဒီငါဟာသူ့ရဲ့တိုက်ခိုက်မှုမှာတနာရီကိုမိုင်300တောင်နှုန်းနဲ့ပြန်သားနိုင်ပါတယ်။ဒီအမြန်နှုန်းဟာမိုးချိုးပြည့်တဲ့ယထာတစည်းလောက်မိဘမြန်တာပါ။သူ့ရဲ့ခနာကိုဟာ လေးခုခံမှုအားအနည်းဆုံးခေရအောင်ဒီဇိုင်းပြုလုပ်ထားပြီးမျက်လုံးကိုကာကွယ်ဖို့ကြည်လင်တဲ့တတိယအမျက်ခုပါရှိပါတယ်။ဒီလောက်အမျက်လုံးနဲ့တိုက်ခိုက်တဲ့အခါတားကောင်ကိုသူ့ရဲ့အစွမ်းထက်တဲ့ခြေသေးတွေနဲ့ပြိုက်ခတ်လိုက်တာပါ။ဒီအရှင်ကျောင်းတားကောင်ကိုချက်ချင်းတေးစေနိုင်ပါတယ်။ဒီဇီဝတ်တွေကိုမျိုးပြကြီးတွေထဲမှာတောင်တွေးနိုင်ပါတယ်။မုံမြောက်တိုက်ကြီးဟာသူ့အတွက်သဘာဝကြောက်ဆောင်လို့ပဲမျိုးပြတဲ့ကခိုကြီးတွေကလည်း ူတို့ရဲ့အသက်မွေးဝမ်းကြောင်းကိုဖြစ်စေတယ်။တချင်းကဒီဇီဝတ်တီမျိုးတုံချင်လူဖြစ်ခဲ့ရဖူးတယ်။ဒီဒီဒီပိုသက်ဆေးဒီကြောင်းဥကွင်ဒီပါလာပြီးအကောင်ပေါက်ဖို့ခက်ခဲခဲ့ခဲ့။ဒါပေမဲ့လူသားတွေရဲ့ကြိုးစားမှုနဲ့အတူဒီဇီဝတ်တီပြန်ရှင်သာလာခဲ့ခဲ့။ဒီဖြစ်ပျက်ကသဘာဝထင်းထင်းရဲ့ရဲ့အောင်မြင်မှုတစ်ခုဖြစ်ကြံရစ်ဖြစ်ပါလေ။ပြီးတော့ American V2 Lane ရဲ့ဒီဇိုင်းကိုဖန်တီးတဲ့အခါမှာလည်းငှက်ခွေရဲ့ပြန်တန်းပုံကအကျဉ်းရင်ယူထားတဲ့ အထူးသဖြင့် Peregrine Falcon အင်ငတ်ကိုအမြန်နှုံးနဲ့လေထဲမှာအရှိန်မချပဲနဲ့စွမ်းအောင်နိုင်တဲ့ပုံစံအနေနဲ့နမူနာယူထားတယ်လို့သူတေသနာများမှာဖော်ပြထားတယ်။သဘာဝကိုလူသားတွေအားကိုးနေရသေးတယ်ဆိုတာကိုတွေးနိုင်ပါတယ်။လူကြီးမင်းကဒီငတ်ကိုတွေ့ဘူးပါသလား။တွေ့ဘူးရင်ကိုမမအတွေ့အကြုံလေးကိုမျှဝေပေးပါဦး။ကျန်းနေတဲ့အရင် like and subscribe လုပ်ပေးခဲ့ပါ အဆုံးထိကြည့်ပြီးလို့ကြီးစုပါ